တနင်္ဂနွေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတနင်္ဂနွေသားသမီးတွေအတွက်29ရက်17လ2025မှာ3ရက်17လ2025ထိအတွက်ဖြစ်ပါတယ်ဒီချိန်မှာတနင်္ဂနွေသားသမီးတွေရဲ့ရင်ထဲမှာကိုယ့်ရဲ့မိသားစုတာယာချမ်းမြေပဲပျော်ရွှင်စရာကောင်းသောမိသားစုဖြစ်ဖို့အဲ့ဒါလို့အကြောင်းအရာကနေရာထိုင်ခင်းနောက်တစ်ချိန်အတွက်ကိုကြာကြာနာနာစီမံခန့်ခွဲဖို့ အဲ့လိုဥတီချက်ရည်ရွယ်ချက်အကြောင်းတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေပါတယ်။မျောလင်းတောင်းတရည်ရွယ်ချက်ကတော့သားသမီးတွေအတွက်ငယ်ဝယ်တဲ့သူတွေအတွက်ချို့ချံဖို့ချွေတာဖို့စူဆောင်းဖို့တတလုံးမျိုးသိထားတဲ့ကိစ္စတွေအချက်တကွအကျိုးနဲ့မဖြစ်ဖို့ကိုလည်းဒါအဲ့ဒီနှစ်မျိုးသလုံးကိုဒါကိုယ့်ရဲ့ရင်ထဲမှာမျောလင်းတောင်းတနေပါတယ်။ချို့ချံမဲ့ချွေတာမဲ့စူဆောင်းမဲ့ဆိုတဲ့စိတ်ကလည်းရင်ထဲမှာယာကိုင်းလုံးအပြည့်ရှိနေပါတယ်။ ဒီချိန်မှာမမျောလင်းမဲ့တင်းငွေတွေသားမိတွေဘလို့ဟာမိုးကြုံမလဲဘေးကျန်နေကြအကျက်သေးတွေချုပ်တွေ့ရတတ်တယ်အေးမဝတဲ့အဖြစ်မျိုးအိတ်မပြောတဲ့အဖြစ်မျိုးစိုးရင်စိတ်တွေများပြီးတော့ကိုယ်မှာရောက်ရခတ်နေတာမျိုးအဲ့လိုအတွေးမျိုးတွေနဲ့ခြာလက်ပတ်လဲရမ်းနေတတ်တယ်လို့ပြထားပါဗျစိတ်ညစ်စရာအနေနဲ့ကတော့တင်းငွေတွေသားသမီးတွေမှာစိတ်ညစ်စရာကတော့မိမိကိုချုပ်ချယ်ပါအပြစ်ပြောမှမလုပ်ချင်တဲ့အလုပ်တွေကို ရက်ရှည်လာများလောက်ရမှာအဲ့လိုဟာမှုတွေကြောင့်ခုမှစိတ်ညစ်မှုတွေဖြစ်ပေါ်နေရတတ်ပါတယ်။အောင်လန်းအတက်စိုးတက်အဲ့လိုဟာမှုတွေနဲ့ကိုယ်ပြူစားမှာနှောက်ရှက်မှာအဲ့လိုအတွေးမျိုးတွေကြောင့်လည်းကိုယ်မှစိတ်ညစ်နေရတတ်တယ်။အဲ့တော့ဒီချိန်မှာမကောင်းတော့အတက်ပညာမျိုးတွေနဲ့ကိုယ်ကိုပြူစားခြင်းနှောက်ရှက်ခြင်းစိတ်အနှောက်ရှက်ဖြစ်စရာတွေရှုံ့ပေးတတ်ပါလို့လည်းပြ။ဒီချိန်မှာငွေရတဲ့အနှင်းငွေသားသမီးတွေကစားတာမှာအချစ်စစ်ချင်မှမေတ္တာစင်မေတ္တာမှာမဟုတ်ဘဲနဲ့ တက်တက်မဲ့ဒုက္ခပေးခြင်းတွေကြုံတွေ့ရတတ်ပါတယ်။အဲ့တော့ဒီချိန်မှာတင်းငွေသားသမီးတွေအခြေရေးနဲ့ပတ်သက်ပြီးကံခေတတ်တယ်ဗျာ။ကိုချစ်သလောက်ကိုပေါ်ကိုမေတ္တာရောင်းမပြန်တာမျိုးလှည့်စားတာလိန်ညာတာအဲ့လိုဟာမျိုးတွေခံရတဲ့အပြင် ပြဿနာတစုံတရာချာမှာကိုကပဲလို့ကြစားညက်တဲ့ကဲ့သို့ပဲခံစားရတတ်တယ်တွေ့ကြုံရတတ်တယ်အဲ့ဒီအတွက်ကြောင့်ပြဿနာ ဦးများဓာခုတ်ရောင်လက်ဝင်မရှိပါနဲ့လို့အကြံပေးကြပါလေငယ်ရွယ်တဲ့တနင်္ဂနွေသားမိများအဲ့တော့အမှုခင်းပြတ္တရာတွေနဲ့လွတ်အောင်နေပါမလွတ်လို့ရှင်မလွတ်ဖဲနဲ့ကိုကဝင်ပါမင်းကိုပါအဲ့ဒီပြတ္တနာတွေရောရွှေရောထွေးတာမျိုးတွေကြုံတွေ့ရတတ်တယ်အိမ်အောင်ရှင်တနင်္ဂနွေသားမိများဖို့ကတော့စိတ်ညစ်စရာပူပင်တော့ကဘလောက်ပဲများများအဲ့ဒီဟာတွေအကုန်လုံးစကင်းစင်ပပျောက်သွားလိမ့်မယ်အဲ့တော့ဒီချိန်မှာစိတ်ညစ်စရာတွေ ကျမရေးအတွက်နောင်ရေးအတွက်အိမ်နောင်ရေးမပြေလည်တဲ့ကိစ္စစီးပွားရေးမပြေလည်တဲ့ကိစ္စအဲ့ဒါလိုဟာမျိုးအဆရှိတဲ့စိတ်ညစ်စရာပေါင်းစုံကိစ္စဒီချိန်နဲ့စတင်ပြီးတော့အော်လောက်အောင်ကိုပဲထူးထူးဆန်းဆန်းကိုပဲအကောင်းဘက်ကိုပြောင်းသွားလိုက်မယ်လို့ပြထားပါတယ်အဲ့တော့အိမ်နောင်ရေးตายာနေတဲ့သူတွေကတော့တတိထားပါဘုံကနေဆိုအဆိုးဘက်ကိုရောက်သွားတတ်တယ်နော်ကဲအဲ့တော့တယောက်နဲ့တယောက်မေတ္တာထားဖို့အရေးကြီးပါတယ် သူခံစားနေရတာကိုလည်းသူဖြစ်နေတာကိုလည်းကိုကနားလဲပေးခွင့်လို့ပေးသီးခံပေးရင်တော့အဲ့တော့တနင်္ဂနွေသားသမီးတွေအိမ်အောင်ကြီးလည်းตายရမယ်အဆင်ပြေပါလိမ့်မယ်နော်ဓိဝသနာပါလို့ထီထိုးခြင်းနဲ့တနင်္ဂနွေသားသမီးများဖို့ကတော့ကိုအနီးနားမှာအရန်စီဝါရေးပြည်လည်နေတော့အမျိုးသမီးတယောက်အရန်လှပနေတော့အမျိုးသမီးတယောက်ကဖုံးနံပါတ်နောက်ပိတ်ဆုံးအလုံးများကိုအတိတ်နမိတ်ကောက်ခြင်းအပြင်ကို့အတွက်အကျိုးပေးသောဌီကနန်းအဖြစ်ပြောင်းလဲသွားပါလိမ့်မယ် ကဲညံ့တာတွေပြပြောက်ပြီးခေါင်းချိုချမ်းသာရရှိဖို့ရေရရအနေနဲ့ကတော့တန့်ရှင်းတဲ့နေရာမွန်မြတ်တော့နေရာမှာကိုယ့်ရဲ့ဝင်ငွေမုံဘိုးစသည်အားဖြင့်အဲ့ဒီထဲရနေပြီးတော့ကိုတက်နိုင်သမျှလှူဒန်းပေးလိုက်ပါမွန်မြတ်တော့နေရာမှာလှူဒန်းပေးလိုက်ပါအဲ့ဒါလိုလှူဒန်းခြင်းအားဖြင့်ကိုယ်လည်းလက်လာပါရွှေလန်းမယ်အညံ့နေအလုံးလည်းပြပြောက်သွားပါလိမ့်မယ်လို့ပြောရဲကျွန်တော်ရဲ့တပတ်စာပေးတဲ့ဟောပြောမှုကိုဒီမှာပဲတနင်္ဂနွေသားသမီးတွေအတွက်ညီကုန်းချုပ်ပြရစေတနင်္ဂနွေသားသမီးရောက်တဲ့ရောက်တဲ့ ချမ်းမာချမ်းသာလိုအပ်ဆန္ဒပြည့်ဝပါစေရလို့ဆန္ဒပြုမေတ္တာပို့ပါရစေကျွန်တော်ကျော်စင်ဟိတ်ဖန်ပါတနင်္လာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတနင်္လာသားသမီးတွေအတွက်28ရက်17လ2025မှာ3ရက်17လ2025ဒီပဲဖြစ်ပါတယ်တနင်္လာသားသမီးတွေရဲ့ယဉ်ထဲမှာမိသားစုလိုက်ဒီတဲ့ကောင်းတဲ့နေရာကိုရွှေ့ပြောင်းဖို့တွာလာဖို့အန္တရာယ်ကင်းဖို့ရေရှည်အတွက်အနောက်ရှက်ဘောင်းဆောင်ကနေလွတ်မြောက်အောင်လုပ်ဖို့ကိုအခုယဉ်ထဲမှာစဉ်းစားတွေးတောနေပါတယ် မျော်လင့်တောင်းတရည်ရွယ်ချက်ကတော့လုပ်ငန်းတစ်ခုဝင်ဝင်တစ်ခုနဲ့နေရာထိုင်ခင်းကောင်းလေးရရှိအောင်ဝင်ဝင်တစ်ခုနှမျိုးနှစားနဲ့ကုဘဝပြည်လည်အောင်အဲ့လိုမျိုးလေးရည်ရှိအတွက်ရည်ရွယ်ချက်ကြကြနနာချပြီးတော့အောင်မြင်အောင်လုပ်ဖို့ကိုဒါမျော်လင့်တောင်းတနေပါတယ်မမျော်လင့်မဲနဲ့ဘလို့ဟာမို့ကြုံမလဲဝင်ဝင်ကောင်းအကြံဉာဏ်ကောင်းတွေရရှိလာလိမ့်မယ် ကံတရားကကို့အတွက်မျက်နှာစာပေးပြီးဒီကာလမှာတင်းလာသားသမီးတွေကငွေချင်းနဲ့ပတ်သက်ပြီးသူမတူအောင်ဝင်လာလိမ့်မယ်ကံကောင်းချင်းဆိုတဲ့ကံကောင်းမှုတွေတင်းလာသားသမီးတွေပေါ့လုံးဝတည့်ရဲ့ကြရောက်လာလာပါလိမ့်မယ်အဲ့တော့ဘာပဲလှုပ်လှုပ်ကံကောင်းလာပါလိမ့်မယ်မြေကြီးကရွှေသီးတဲ့ဆိုတဲ့ကံစားတာပါပဲတင်းလာသားသမီးတွေမှာကဲနောက်ထပ်စိတ်ညစ်စရာတွေဘာတွေရှိသေးလဲဆိုလို့ရှင်ဝင်သမျှဝင်ငွေအဖက်မတင်တာ မစူဆောင်မိတာစူဆောင်နိုင်စွမ်းအင်အားကိုမှမရှိတာစီလိုအပေါက်ရှာပြီးတော့ငွေကုန်ချေးချမှုတွေများတာအဲ့လိုဟာမျိုးတွေကြောင့်စိတ်ညစ်စရာတွေကြုံတွေ့ရတတ်ပါတယ်ကံတရားကမျက်နှာစာပေးတယ်ဒါပေမဲ့ကိုကမလုံတတ်ဘူးညံ့မရှိဘူးအဲ့ဒီအတွက်ကြောင့်ကိုကိုကိုပဲဒေါသထွက်မိတာမျိုးတွေကြောင့်စိတ်ညစ်နေရတတ်တယ် ငယ်ရွယ်တဲ့တနင်္လာသားသမီးတို့ရဲ့ကန်စာတာမှာဆိုလို့ရှင်တော့ဝမ်းနေစရာစိတ်ညစ်စရာ ပူပင်တော့ကဖြစ်စရာတွေခဏခဏကြာရောက်လာတတ်တယ်။အဲ့တော့ဒီကာလအတွင်းမှာချစ်ချင်းမြတ်တာအတွက်အောင်မြင်မှုအတွက်ကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်ပန်းနိုင်တဲ့အတွက်ကိုအလဟဒဖြစ်ပြီးတော့စိတ်ညစ်ပူပန်မှုတွေဖြစ်နေရတတ်ပါလေ။အချီရင်မှာဆိုလို့ရှင်လဲကိုယ့်ရဲ့မျောလင့်တယ်လို့မျိုးမဖြစ်တဲ့ဆိုတဲ့အတွက်ကြောင့်ရင်ကွဲပက်လက်ဆိုတဲ့ပုံစံမျိုး ဖြစ်ပေါ်တတ်တယ်။တီးတဲ့စကားလုံးလှောက်အောင်တော့ကျွန်တော်ကမပြောတတ်ပါဘူး။ အဲ့ဒီအတွက်ကြောင့်ကိုပေါင်ကိုကြံဖန်ဖြည့်တွေးပါလို့အကြံပေးကြပါလေ။အိမ်တော်ရှင်မိတ်ဆွေများဖို့ကတော့ကိုရဲ့အိမ်တော်ဘက်ထဲမှာပဲဖြစ်ဖြစ်ကိုထက်ငယ်ရတဲ့သူတွေပဲဖြစ်ဖြစ်သူတို့ရဲ့နှောက်ယှက်မှုပြက်တနာရှာမှုအလိုက်ကန်းဆိုးမသိမှုကြောင့်ကိုရဲ့အိမ်တော်ရေးမှာကတော့ဆရဖြစ်တတ်တယ်။အဲ့တော့ကိုကတနာပြီးတော့ တိပါစေတော့ဆိုတော့ပြောလိုက်တဲ့စကားလေးတစ်ခွန်းကြောင့်ကိုယ့်ရဲ့အိမ်အောင်ဘက်နဲ့အဆင်မပြေမှုအိမ်အောင်ဘက်နဲ့အမျိုးဆွေတွေနဲ့ပတ်သက်ပြီးအဆင်မပြေမှုကိုယ့်ရဲ့အိမ်တွင်းရေးမတရားမှုတွေသူ့ကြောင့်ဖြစ်တတ်တယ်။အဲ့တော့မီးလောင်ရလေပင့်မြောက်ထိုးပင့်ကောဂရုံးဂရိုက်ဆိုတဲ့ဟာမျိုးတွေကြောင့်အိမ်အောင်ရေးမှာအဆင်မပြေမှုတွေဖြစ်တတ်တယ်။အဲ့တော့ကိုယ်ကလည်းမထူးတော့ဘူးပောက်တဲ့တစ်ခုမထူးတော့ဘူးဆိုပြီးတော့ကိုယ်သိကျင်သောကိစ္စကိုလေ့လာမယ်စုံစမ်းမယ်ထောက်လှမ်းမယ်ဆိုပြီးတော့အဲ့တော့ အခဲမကြေတဲ့ပုံစံမျိုးကလက်စားချေချင်တာမျိုးတွေလည်းဖြစ်ပေါ်တတ်တယ်အဲ့တော့တန်တရာရှိမဲ့အလုပ်မလုပ်နဲ့ဒီဘဝဒီညနဲ့ပဲအပီးပြအောင်လှုပ်လိုက်တော့အညှိုးအတေးတွေရေရှည်အတွက်မထားပါနဲ့လို့အကြံပေးခြင်းပါလေဖြူဝသနာပါလို့ထီထိုးခြင်းနဲ့တင်းနာသားမင်းများဖို့ကတော့ကြောင်လေးတွေအိမ်မွေးတိရစ္ဆာန်လေးတွေရဲ့အနီးနားမှာရှားကြည့်ပါကဲညံ့တာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတရားအနေနဲ့ကတော့အိယာခင်း ခေါင်းအုံးစုံများကိုတန်ရှင်းရေးလုပ်ပါလျှော်ပါဖုတ်ပါအစ်စ်လဲပါလို့အကြံပေးချင်ပါတယ်အဲ့ဒီ channel နဲ့စတင်ပြီးတော့တနင်္လာသားသမီးအားလုံးကံကောင်းပါပါလိမ့်မယ်ကဲဒီလောက်ပါပဲကျွန်တော်မိတ်ဆွေတနင်္လာသားသမီးရောက်တိုင်းရောက်တိုင်းကျမ်းမာချမ်းသာလိုအပ်ဆန္ဒပြည့်ဝပါစေရဲ့လို့ဆန္ဒပြုမြတ်တာပို့ပါတယ်ကျွန်တော်ကြော်စင်ဟိတ်ဖန်ပဲဖြစ်ပါတယ်အင်္ဂါသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါအင်္ဂါသားသမီးတွေအတွက်28ရက်17လ2025မှာ3ရက်17လ2025အထိပဲဖြစ်ပါတယ် ရင်ငါသားသမီးတွေရဲ့ယင်ထဲမှာဘဝနောင်ရေးအတွက်ဖြတ်သန်းရမယ့်လက်ကျန်အချိန်ခါတွေကိုကြိုတင်စဉ်းစားရင်းနဲ့ကိုယ်ပါရင်မောနေရတတ်တယ်။ငါဘလို့ဆက်သွားမလဲ။ဘလို့ပြင်မှန်းမဲ့ဟာတွေငါဘလို့သိတယ်။အဲ့ဒီအတွက်ကြောင့်ဘလို့လုံးရင်ကောင်းမလဲဆိုတဲ့အတွေးတွေနဲ့အခုယင်ထဲမှာဘလောင်စုပူပင်နေတတ်တယ်။အဲ့တော့ဘလောင်လည်းမစုနဲ့မပူပင်နဲ့ဒီခွေရောက်တော့ဒီပုံစံပေါ့နောက်တစ်ခွေရောက်တော့နောက်ပုံစံပေါ့ဒီခွေရောက်တော့ဒီတက်တဲ့လော်ပေါ့ဘလို့ဟာမျိုးပဲဖြစ်နေပါစေ။ဟိုးကို့ ကလေးဘဝနဲ့ဒီချိန်ထိတောင်မှပဲရအောင်ဖြတ်သန်းခဲ့ပြီးပြီပဲလက်ကျန်အချိန်ခါတွေမှာဒီလောက်ကြီးတိမခက်ခဲတော့ပါဘူးเนาะမျောလင်တောင်းတရည်ရွယ်ချက်ကချို့ကြံမယ်ချွေတာမယ်စူဆောင်းမယ်အလုံးနဲ့လက်နဲ့မပြတ်အောင်လုပ်မယ်အဲ့တော့ပင်မန်းရင်ပင်မန်းပါစေလူတွေပေါ်မိခင်စိတ်နဲ့သူတော်ကောင်းစိတ်နဲ့ကြကြနာနာရှေ့ဆက်နိုင်ဖို့ကိုပဲဒါရည်ရွယ်နေတဲ့ဥတည်နေတဲ့ဆိုတော့ရည်မှန်းချက်မျောလင်ချက်ကိုမှရှိနေပါလေအဲ့တော့ ်ခေါင်းထဲမှာအကြံဉာဏ်ကောင်းတွေရှိတယ်ယင်ထဲမှာလည်းစေတနာမြတ်တာတွေအပြည့်ရှိတယ်ကိုလုံနိုင်ဖို့ပဲလိုတယ်လုံနိုင်ရင်တော့ငါအောင်မြင်မှာပဲငါ့ကိုငါပဲအားကိုးတယ်ဆိုတဲ့ပုံစံမျိုးတွေဒါမျှော်လင့်တောင်းတနေပါတယ်အဲ့တော့ကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်ပန်းတိုင်းမြန်မြန်ဆန်ဆန်ရောက်ရှိပြီးအကောင့်တွေပေါ်နိုင်ပါလိမ့်မယ်မမျှော်လင့်မဲ့ဘယ်လိုအောင်မို့ကြုံမလဲအရာအလုံးထက်တာလွန်ပြီးတော့အောင်မြင်မှုတရဘူးစောင်းတဲ့ဂိမ်းကို ရရှိပါလိမ့်မယ် စကားပြောတာမှာခྱི་သွားရမှာအလုတ်လုတ်တဲ့အခါမှာခྱི་ဝေးသွားတဲ့ရည်ရွယ်ချက်ရည်မှန်းချက်အကုန်လုံးဒီကိုယ်အတွက်အဆဆရရအဆမှာတော့ပင်ပန်းခက်ခဲမဲ့နောက်ပိုင်းအောင်မြင်မှုရပါလိမ့်မယ်လို့ပြထားပါတယ်။စိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့ကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေရိမ့်ရင်တိမ်းဆောင်လွဲချော်မှာကိုပဲတွေးပြီးတော့စိတ်ညစ်ပူပန်မှုတွေဖြစ်နေရတတ်ပါတယ်။ငယ်ရွယ်တဲ့အင်္ဂါသားသမီးတွေကန်ဆာတာမှာဆိုလို့ရှင်တော့ နေရာတိုင်းခင်းကိုအကြောင်းပြုပြီးတော့စိတ်မချမ်းမြေ့စရာတွေဖြစ်နေရတတ်တယ်။အလိုဆန္ဒမပြည့်ဝတဲ့ပုံစံမျိုးတွေဖြစ်နေရတတ်တယ်။ငွေကြေးနဲ့ပတ်သက်ပြီးဝင်ငွေနဲ့ပတ်သက်လို့ကတော့မစိုးပါဘူး။ဒါပေမဲ့ကိုယ့်ရဲ့နေရာတိုင်းခင်းနောင်ရေးအတွက်ကိုပဲတွေးပူတယ်။နောက်တစ်ခါကိုမတွေ့ခြင်းမမြင်ခြင်းနဲ့လူတဦးတယောက်ကြောင့်ကိုမှစိတ်အနှောက်အယှက်ဖြစ်စရာတွေကြုံတွေ့နေရတတ်တယ်။အဲ့ဒီအတွက်ကြောင့်တွေးလိုက်တိုင်းမြင်လိုက်တိုင်းမှာကြားလိုက်တိုင်းမှာစိတ်တူစရာတွေပဲဖြစ်နေရတတ်တယ်။အဲ့ဒါလို့စိတ်အနှောက်အယှက်ဖြစ်စရာတွေကြုံတွေ့ရတတ်တယ်။အဲ့ဒီအတွက်ကြောင့် ကို့အနီးနားပတ်ဝန်းကျင်ကိုတန်ရှင်းရေးလုပ်ခြင်းအပြင်အဲ့ဒီစိတ်ညစ်စရာပူပင်တော့ကတွေအလုံးပြေလည်သွားပါလိမ့်မယ်တန်ရှင်းရေးဆိုတာအရှုပ်တွေကိုရှင်းခိုင်းတာအရှုပ်တွေကိုရှင်းတာတော့ကို့ရဲ့ရင်ထဲမှာရှုပ်နေတာတွေလည်းအလုံးရှင်းသွားမှာပေါ့ဒါဓာတ်တူနန်တူလို့ခေါ်တယ်နော်ကဲအိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ယောက်ျားနောက်ဆက်မိန်းမနောက်ဆက်ကြုံရတဲ့အပြင်မနိုင်ဝင်ထမ်းရတဲ့အိမ်အောင်ရေးကိစ္စမိသားစုကိစ္စအကုန်လုံးဒီကို့တာဝန် ကိုယ့်ရဲ့ပင်မမှုကိုကသူများလို့မတိကျိုးကျွန်းနေမမနေတတ်တာမနေတတ်တော့ပူလောင်ရတာပေါ့ပူလောင်တော့ပင်မန်းတာပေါ့အဲ့တော့ကိုလှုပ်တဲ့ပြဿနာကိုလှုပ်တဲ့ကိစ္စပဲကိုပြန်ပြီးတော့စိတ်ညစ်ရတာမျိုးကြုံတွေ့ရတတ်တယ်ဒါကအိမ်တော်ရေးနဲ့ပတ်သက်ပြီးအဲ့တော့ယောက်ျားနောက်ရက်မိန်းမနောက်ရက်နောက်ထပ်9ရက်အတွင်းမှာအားလုံးကိုကေသွားပြန်အဆင်ပြေသွားပါလိမ့်မယ်နော်โอเคသွားမယ်ဆိုတော့တခါတော့ကပြင်မနာပါ နေပြီးတော့ပြင်မနာအဲ့တော့နေပြီးတော့မပေါ်သေးဘူးအဲ့မှာကျွန်တော်ကဆောက်လို့ရေးမှာဆောက်လို့ဆိုရေးလေးဆက်စီပိုင်းကိမှာအလုပ်လုပ်တော့ဆေးရုံမှာအဲ့တော့ဆေးရုံလူနာသွားဆောက်လူနာလည်းသွားလည်းဆောက်လည်းဆောက်အဲ့ကမိမကြီးတယောက်ကသူမီးလေးနေမကောင်းတော့ဆေးရုံလာတဲ့တော့ဆေးရုံလာလဲလာလဲတက်လဲကောလူနာဆောင်နေအပြင်ထွက်ဆိုပြီးတော့ဆရာဝင်ကြီးလှဲ့စရာလှဲ့တယ်ပေါ့နော်လူနာတွေကိုစစ်ဆေးမယ်ဆိုလဲဆိုတော့အဲ့ဒါနဲ့ လူနာဆောင်အဖွားကြီးကဈေးရုံအပြင်ထွက်တယ်ကျွန်တော်ကလည်းအဲ့ဒီဘေးနားမှာမတ်တရံနေတယ်အဲ့ဒါနဲ့ဆရာဝန်တွေထွက်လာတယ်တန်းစီပြီးနတ်စမာတွေရောဘာတွေရောညာတွေရောအမလေးသူကနော်မျက်လုံးထဲမှာမြင်အောင်ကြည့်လိုက်အဲ့ပုံစံမျိုးထွက်လာတာအဖွားကြီးကသူကအာဂိုကြီးနဲ့ဆရာဝန်ကိုမေးတယ်ဆရာကလည်းကျမမီးလေးအခြေနေတယ်ဆရာဝန်ကโอเคโอเคတဲ့အဲ့ဒါနဲ့အဲ့ဒီအဖွားကြီးကအခန်းထဲဝင်သွားကျွန်တော်လည်းနောက်ကနေလိုက်ဝင်တော့ အကဲခတ်ကြည့်တော့သူမြည်လေးကသေးတာတောင်းနေဟိုးတောင်းဆုံးဂရေဂရေလေးမှသေးနေတာတောင်းနေအဲ့ဒါနဲ့အဖွားကြီးကဘလို့ဩလဲဆိုတော့အောက်မြက်လေးโอเคဆိုတာသေးတာပါတော့တယ်အခုလဲโอเคပါဗျာเนาะကဲအဲ့တော့ရေရရအနေနဲ့ကတော့အဲရေရရမပြောခင်ပါထီဝသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့အုတ်ထုတ်တွေထားတဲ့နာမှာရှားကြည့်ပါ ညနာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတရားအနေနဲ့ကတော့ဘာလုပ်ရမလဲအိမ်နာရေးဆေးမယ်တောက်ရေကိုယ်တိုင်ရေထည့်မယ်တောက်ရေလှူမယ်ရေတန့်လှူမယ်အဲ့ဒီဟာလေးလုပ်ပေးလိုက်ချင်းအပြင်အညံ့တွေအားလုံးပြပြောက်သွားပါလိမ့်မယ်လို့ပြောရင်အင်္ဂါသားသမီးတွေများအတွက်ဒီလောက်ပါပဲဗျာကဲအင်္ဂါသားသမီးအားလုံးကျမ်းမာချမ်းသာလိုအပ်ဆန္ဒပြည့်ဝပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်အားလုံး OK ပါနော်ဗုဒ္ဓဘုရားသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဗုဒ္ဓဘုရားသားသမီးတွေအတွက်28ရက်17လ2025မှာ 3ရက်12လ2025ဒီပဲဖြစ်ပါတယ်ဗုဒ္ဓဘုရားသမီးတွေရဲ့ညနေမှာအလိုလိုနေဒေါသထွက်တဲ့စိတ်တူတယ်ဘသူ့ကိုစိတ်တူလို့တူမှန်းမသိဘူးအဲ့တော့ကိုယ့်ကိုယ်ကိုလည်းစိတ်တူတယ်သူများကိုလည်းစိတ်တူတယ်စိတ်တူတဲ့ဝေဒနာဒီကာလအတွင်းမှာခံစားနေရတတ်တယ်နောက်ပြီးတော့ကျန်းမာရေးနဲ့ပတ်သက်ပြီးခန္ဓာကိုယ်အတွင်းပိုင်းနဲ့ပတ်သက်တဲ့ယောဂဝေဒနာများတတိထားဖို့အရေးကြီးပါတယ်။လံခီးသွားတဲ့အခါမှာသွားရည်လာရေးအတွက်လံခီးမှာအဆင်မပြေတာမျိုးတွေ ်စိတ်နှောက်ယှက်ဖြစ်เสียအဲ့လိုဟာမျိုးတွေတစ်ခုမဟုတ်တစ်ခုကြံဖန်ပြီးတော့ကြုံတွေ့ရတတ်တယ်လို့ရင်ရထားကိုအကြောင်းပြုပြီးတော့လဲစိတ်ညစ်เสียရတယ်အဲ့ဒီအကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားပြီးတော့နေပါတယ်မျောလင်းတောင်းတရည်ရွယ်ချက်ကကိုယ်ဒုက္ခပေးတဲ့လူတွေနဲ့ဝေးတဲ့ဝေးအောင်အဲ့တလိုမျိုးဒါကိုယ့်ရဲ့ရင်ထဲမှာရည်ရွယ်မျောလင်းနေပါတယ်မမျောလင်းမဲ့ဘယ်လိုဟာမျိုးကြုံမလဲသားသမီးအတွက်ငယ်ရွယ်တဲ့သူတွေအတွက်သူတို့ရဲ့ပညာရေးသူတို့ရဲ့ဝါသနာ သူတို့ရဲ့အဖြစ်အခြေဆုံးစံနာတွေကိုတတ်နိုင်တဲ့ဘက်ကဖြည့်ဆည်းပေးဖို့၊ကူညီပေးဖို့၊ပံ့ပိုးပေးဖို့၊စိတ်ချမ်းသာအောင်ထားဖို့အဲ့တလို့ဟာမျိုးတွေနဲ့ကိုယ်မှာရှေ့ဆက်ရတာမျိုးကြုံတွေ့ပါလိမ့်မယ်။စိတ်ညစ်စရာအနေနဲ့ကတော့ချစ်ချင်းမြတ်တာအတွက်စိတ်ညစ်ရတယ်လို့ငွေကြေးအတွက်စိတ်ညစ်ရတယ်မိသားစုဖောဖောတည်တည်လုံလုံလောက်လောက်ပြည့်ပြည့်စုံစုံဖြစ်ဖို့အတွက်ကိုပဲစိတ်ညစ်နေရတတ်တယ်။အဲ့တော့ကို့မှာလုံလောက်ပါလျက်တဲ့ကို့ရဲ့အတုံးမကြမှုကြောင့်အဆင်မပြေမှုတွေဖြစ်တတ်ပါလေဗျာ။ စိတ်ကြည်စရာလေးဖြစ်တတ်တယ်။ကဲငယ်ရွယ်တဲ့ဗုဒ္ဓဘုရားသမီးတို့ရဲ့ကံစားတာမှာအကြောင်းအမျိုးကြောင့်ကွဲကွာခဲ့တဲ့သူတွေနဲ့ပြန်လဲဆုံတွေ့တာရက်ဆိုင်ထားတဲ့အလုပ်တွေနောက်တစ်ကြော်ပြန်လဲလုပ်ကင်ရတာမဆက်သွယ်တော့ဘူးဆိုတဲ့သူတွေနဲ့ပြန်လဲဆက်သွယ်မှုရရှိတာအကလို့ဟာမျိုးတွေရပြီးတဲ့အပြင်ကျမ်းမာရေးနဲ့ပတ်သက်ပြီးလို့ရှင်လဲအကောင်းကပရိကောင်းကောင်းမွန်မွန်စိတ်ချမ်းသာစရာတွေဂျုံပါလိမ့်မယ်အခြေရေးနဲ့ပတ်သက်လို့ရှင်လဲပြန်လဲပြီးတော့အဆင်ပြေမှုတွေဂျုံပေးပါလိမ့်မယ်လို့ပြထားပါတယ် အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ပြဿနာတစ်ခုပြီးတစ်ခုကြာဖန်ပြီးတော့တက်တက်တဲ့သတိထားပါအဲ့တော့ကိုယ့်ဘက်ကပြဿနာရှာချင်တာကိုယ့်ဘက်ကရန်လုပ်ချင်တာကိုယ့်ဘက်ကစပြီးတော့အကြီးအကျယ်ပြဿနာရှာချင်တာမျိုးတွေကြောင့်စိတ်ညစ်စရာတွေဖြစ်တတ်တယ်အဲ့တော့ပြဿနာမရှာနဲ့ကိုလွန်နာလားသူလွန်နာလားဆိုတာကိုတည်တည်ချာချာစဉ်းစားတွေးတော့ဖို့လိုပါတဲ့ဗျာ ဒီဝသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့အိမ်ဘေးနံရံနေမှာရှားကြည့်ပါမိမိအိမ်ရဲ့အိမ်ဘေးနံရံနားမှာရှားကြည့်ပါကဲညံ့နာတွေပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတရားအနေနဲ့ကတော့ခยีသွားမဲ့သူကိုလမ်းစေးလှူမယ်စားစေးလှူမယ်အဲ့လိုလှူဒန်းခြင်းအားဖြင့်အညံ့နေအားလုံးပြပြောက်ပြီးတိတိတတ်တာလက်လာပါရှင်လန်းပြီးကိုလည်းကံကောင်းသွားပါလိမ့်မယ်ကဲဘုံတဘူးသားသမီးများတို့ဒီလောက်ပါပဲကျွန်တော်မိတ်ဆွေဘုံတဘူးသားသမီးရောက်တဲ့ရောက်တဲ့ ကျမ်းမာချမ်းသာလိုအပ်ဆန္ဒပြေဝပါစေရဲ့လို့ဆန္ဒပြုမြတ်တာပို့ပါတယ်ကျွန်တော်ကြော်စင်ဖန်ပါဂျာတာပရိသသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဂျာတာပရိသသမီးတွေအတွက်29ရက်17လ2025မှာ3ရက်17လ2025ထိပဲဖြစ်ပါတယ်ဂျာတာပရိသသမီးတွေရဲ့ယဉ်ထဲမှာတော်တော်တူဆန်းတယ်ငယ်စဉ်တောင်ကြီးခလေးဘွားကတန်ရုံးစဉ်ဖြစ်ရတဲ့သူတွေနဲ့ပြန်လဲစုံတွဲဖို့တက်တိုင်းတဲ့ဘက်ကအကူအညီတွေပေးနိုင်ဖို့ အဲ့ဒါလိုအကြောင်းအရာတွေကိုအခုရင်ထဲမှာကြံဖန်ပြီးတော့စဉ်းစားမိတာတွေးတောမိတာမျိုးဖြစ်တတ်တယ်။အဲ့တော့နေစဉ်တောင်ကြီးကလေးဘွားကကောင်းသည်ဖြစ်စီမကောင်းသည်ဖြစ်စီအဲ့တော့ကိုယ့်ဘက်ကနေစတင်ခွင့်လွှတ်တာတတိယတာသူတတိယသည်ဖြစ်စီမရသည်ဖြစ်စီကိုယ့်ဘက်ကတန်တာမိတာတတိယမိတာအဲ့ဒါလိုအကြောင်းအရာလေးတွေအခုရင်ထဲမှာစဉ်းစားတွေးတောနေပါလေ။တတ်နိုင်တဲ့ဘက်ကကူညီဖို့တည်တည်ဖြစ်စီမတည်တည်ဖြစ်စီကိုယ့်ဘက်က အကူအညီပေးဖို့ကိုပဲအခုစဉ်းစားတွေးတောနေပါတယ်။မျောလဲတောင်းတရည်ရွယ်ချက်ကတော့အဝေးတနေရာကသတင်းကောင်းဆက်သွယ်ကောင်းတွေလိုချင်တယ်။ဝင်ငွေနေတဲ့ပတ်သက်ပြီးကံကောင်းဖို့လုပ်ငန်းကံကံနေတဲ့ပတ်သက်ပြီးအဆင်ပြေအောင်လုပ်ဖို့အဖိတ်အဆင်အဆုံးရှုံးမရှိဘဲနဲ့အောင်မြင်မှုရရှိအောင်လုပ်ဖို့ကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေပါတယ်။ပြောလိုက်ရင်တော့စူဆောင်းမယ်ချို့ချချို့ချံမယ်ချွေတာမယ်စူဆောင်းမယ်ဆိုတဲ့စိတ်က ပစက်ကတလုံးမှမချအောင်လုံလိုက်လို့ရှိရင်ပတ်စံလက်ထဲမှာရှိရင်ဘလို့သုံးအောင်လဲဆိုကြာဖန်စဉ်းစားနေတဲ့ဒါကြာသာပေးသားသမီးတွေပါပဲအဲ့တော့ကြာသာပေးသားသမီးတွေကအဲ့တိုင်းရှိတယ်နော်ကဲအခုမမျှော်လင့်မဲနဲ့ဘလို့ဟာမို့ကြုံမလဲခေါင်းပူခေါင်းရှုပ်စိတ်ညစ်စရာတွေကြံစည်သလိုမဖြစ်ဖဲနဲ့လွဲချော်မှုတွေကုံကြစရိတ်တွေဘယ်ဟာမှမသိဘလို့အပေါက်ရှာပြီးတော့ဝင်လာတတ်တယ်ဝင်ငွေရတာမဝင်ဘူးကုံမဲ့ဟာတွေကတော့ကြံဖန်ပြီးတော့တန်းစီတာမျိုးဖြစ်တတ်တယ် ဲ့တော့မှားများမှားနေတာမသိဘူးเนาะအဝင်နဲ့အထွက်နဲ့ကဲအခုစိတ်ညစ်စရာနဲ့ပတ်သက်ပြီးဂျာတာပေးသားသမီးတွေမှာဘာတွေရှိလဲအေးအေးဆေးဆေးတယောက်တည်းနေခြင်းလဲဘသူကိုမှဒုက္ခလည်းမပေးခြင်းဘူးဝမ်းနေစရာလည်းမပြောခြင်းဘူးဝမ်းသာစရာလည်းမပြောခြင်းဘူးတယောက်တည်းအေးအေးဆေးဆေးလေးနေပလိုက်ခြင်းနဲ့စိတ်ဆန္ဒတွေကြောင့်ကို့မှာစိတ်ညစ်နေရတက်တယ်အဲ့ဒါလို့လုံးဖို့ကလည်းမဖြစ်ထွက်သွားဖို့ကလည်းမဖြစ်ရှေ့ဆက်နေဖို့ကလည်းစိတ်ညစ်စရာ တွေ့သမျှဟာတွေကလည်းဒေါသထွက်စရာအဲ့လိုဟာမျိုးတွေကြာတာပဲသားသမီးတွေမှာကြုံတွေ့ခံစားနေရတတ်ပါတယ်ဒီချိန်မှာမမျော်လင့်မဲနဲ့ငယ်ဝယ်တဲ့ကြာတာပဲသားသမီးမှာဘလို့ဟာမျိုးကြုံမလဲယောက်ျားနောက်ဆက်မိန်းမနောက်ဆက်ကြုံတွေ့ရတတ်တယ်အရင်တော့ကတော့အကောင်းဆိုပြီးတော့ကိုကကြော်ရွှင်မိတာပေါ့ကိုယ့်ရဲ့လှုပ်ဝဲစရာဂိမ်းတွေလှုပ်ဝဲစရာကိစ္စတွေကိုမနေနိုင်မထိုင်နိုင်ဖွင့်ဟမိတဲ့အတွက်ကြောင့်လဲကို့မှာ အဲ့ဒီလူတွေကကိုယ့်ကိုသဘောလေးမင်းပြောတာ၊ကိုယ်ရတမျိုးရှိတမျိုးအဲ့ဒါလိုဟာမျိုးတွေနဲ့ရင်ဆိုင်ရတတ်တယ်ကြုံတွေ့ရတတ်ပါတယ်ဗျာ။စာရုပ်စာချုပ်စာတန်းစာရွက်စာတန်းနေရာထိုင်ခင်းကိုအကြောင်းပြုပြီးတော့လဲစိတ်ညစ်စရာတွေဖြစ်တတ်တယ်။စာချုပ်စာတန်းကိစ္စလည်းစိတ်နှောင့်ယှက်ဖြစ်စရာတွေကြုံတွေ့ရတတ်တယ်။လက်စမတတ်သေးပဲနဲ့အဲ့တော့စာရွက်စာတန်းကိစ္စတွေနဲ့ပတ်သက်ပြီးစိတ်ပြည့်စည်စရာတွေဖြစ်တတ်တယ်။ အခြေအနေနဲ့ပတ်သက်ပြီးလို့ရှင်လဲဒီချိန်မှာညံ့နေသေးတယ်အနှောက်အယှက်မျိုးစုံလာတတ်တယ်အတ္တိထားရမယ်နော်အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့အံ့ဩစရာကောင်းလောက်ပဲအိမ်အောင်ကြီးလဲတာရမယ်စီးပွားရေးလဲအဆင်ပြေမယ်ဝိဇ္ဇာတွေသူတော်စင်တွေကူညီမဆလိုက်သလိုမျိုးအိမ်အောင်ကြီးနဲ့ပတ်သက်ပြီးထူးထူးခြားခြားစိတ်ချမ်းသာစရာတွေကြံဖန်ဖြစ်ပေါ်လာလိမ့်မယ်အဲ့တော့အဲ့ဒါလို့ပူကောင်းတဲ့ကောင်းအောင်ပါလောက်အောင်လဲဆိုလို့ရှင် ခမင်းစားဇပွဲစာကြီးဇပွဲအဲ့ဒါလိုဟာမျိုးကိုတန့်ရှင်းလို့ပါပြောင်းလျောင်းစေးကြောပါနောက်စေးတွေပါတွေတုတ်ဆရာရှိတာတုတ်ပါချူပြားတွေပါတွေကတ်ဆရာရှိတာကတ်ပါအဲ့ဒါလိုဟာမျိုးလှုပ်လိုက်ပါအဲ့တော့အိမ်တွင်းရေးကိုတန့်ရှင်းလို့ခြင်းအားဖြင့်ဂျာတာဘေးသားသမီးတွေအိမ်အောင်ရေးနဲ့ပတ်သက်ပြီးပူပင်တော့ကအားလုံးငြိမ်းရေးသွားပါလိမ့်မယ်ဓိဝတနာပါလို့ထီထိုးခြင်းနဲ့ဂျာတာဘေးသားသမီးများဖို့ကတော့ခྱི་သွားမဲ့ကားအမဲရောင်တွေရဲ့နံပါတ်များသည့်ကို့အတွက်ထီကနန်းဖြစ်သွားပါလိမ့်မယ် ကဲညံတာတွေပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတရားအနေနဲ့ကတော့ခရီးသွားမဲ့သူကိုပဲလမ်းစိတ်စားစိတ်လှူဒန်းခြင်းအားဖြင့်အညံ့နေအားလုံးပြပြောက်ကောင်းမှုပြီးလက်လာပါရှင်လန်းသွားပါလိမ့်မယ်။ကဲကြာသာပြီးသားသမီးရောက်တိုင်းရောက်တိုင်းကျမ်းမာချမ်းသာလူဝဆန္ဒပြည့်ဝပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်ကျွန်တော်ကျော်စိန်ခံပါ။တောက်ကြသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါ။တောက်ကြသားသမီးတွေအတွက်29ရက်17လ2025မှ3ရက်17လ2025ဒီပဲဖြစ်ပါတယ်။ 老家啥都没得，原来嘛，我也没打住。这回地也是天天改善，年 <noise> 年、我们天天改善，那谁不爱家来改善？后面母急急忙忙的味道，苗兰他都路没撇撇的，啊，所中的人生也得讲一下的哦。老家啥都没得，啊，我现在最多那话的。老家啥都没得也，苗兰到这医院这家，不如请你苗伯撇撇，别没着，我没路迈。 စီးပွားရေးနဲ့ပတ်သက်ပြီးအောင်မြင်အောင်လုပ်မယ်နလန်ထအောင်လုပ်မယ်ကျမ်းမာရေးကောင်းအောင်လုပ်မယ်ဘသူရှိရှိမရှိရှိငါကူငါတယောက်တည်းလဲစူးစမ်းမယ်ဆိုတဲ့ရည်ရွယ်ချက်ဒါကိုယ့်ရဲ့ရင်ထဲမှာမျှော်လင့်တောင်းတနေပါတယ်ကိုမျှော်လင့်သလောက်လဲကိုလှုပ်သလောက်လဲအကျိုးရှိပါလိမ့်မယ်လို့ပြထားပါတယ်မမျှော်လင့်မဲနဲ့ဘလို့ဟာမို့ကြုံမလဲအရန်ပင်မန်းတဲ့စိတ်ကောလူရောတဘွားလုံးပင်မန်းတာဒီချိန်ဒီလဲပင်မန်းအောင်မယ်နောက်ထပ်လဲထပ်ပြီးပင်မန်းအောင်မယ်လို့ပြထားပါတယ်အဲ့တော့ အောင်မြင်မဲ့သူတွေမှာတက်တောင်တက်တာမရှိဘူးလေနော်ကြွယ်ဝကျင်တာချမ်းသာကျင်တာအောင်မြင်နေတယ်ဆိုလို့ရှင်တော့အပင်မခံရမှာပေါ့သူများတွေနာနာနေနေနေတဲ့အချိန်မှာကျွန်တော်နာနာနေနေမနေဘူးအလုတ်လုတ်နေတယ်ကြိုးစားနေတယ်သူများတွေဂိမ်းဆော့နေတဲ့အချိန်မှာကျွန်တော်ဂိမ်းမဆော့ဘူးကျွန်တော်ကျွန်တော်စီကိုစာရေးတဲ့သူတွေအဲ့တော့ရေရရတွေအဲ့ဒါလိုဟာမျိုးတွေကိုကျွန်တော်ဖတ်နေတယ်ကြည်နေတယ်အမြဲတမ်းစူးစမ်းနေတယ်စူးစမ်းနေတဲ့သူအဖို့ကတော့အောင်မြင်မှုရမှာပဲပြီးနေတဲ့သူအဖို့ကတော့ အောင်မြင်မှုဆိုတာသူတို့စီမလာနိုင်ဘူးလေနော်အဲ့ဒါလေးကိုသတိမူပါကဲစိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့ကိုယ့်ရဲ့မိသားစုပါရချမ်းမြေပွဲပျော်ရွှင်စရာကောင်းသောမိသားစုတွေပြည့်ပြည့်စုံစုံတိုက်တိုက်ဝုန်းဝုန်းချစ်ချစ်ခင်ခင်တဟီးဟီးနဲ့တဟားဟားနဲ့အင်မတန်စိတ်ချမ်းသာစရာကောင်းအောင်လုပ်ဖို့ပဲဖြစ်အောင်လုပ်ဖို့ပဲကိုယ်မှာစိတ်ညစ်နေရတတ်တယ်။ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ဘဝမှာအဲ့လိုပြည့်ပြည့်စုံစုံပျော်ပျော်ရွှင်ရွှင်ဆိုတာ ရုပ်ရှင်တွေဗီဒီယိုတွေမှာပဲကြည့်ဘူးတယ်လေကိုယ့်ရဲ့ဘဝမှာအဲ့ဒါမျိုးမှမရှိတာမရှိတဲ့အတွက်ကြောင့်ကိုယ်မှာစိတ်ညစ်မိတာပေါ့အဲ့တော့အဲ့ဒါလဲကိုယ့်အတွက်ကံကောင်းတာပဲဘာကြောင့်လဲအဲ့ဒါလို့များများဆဆတွေ့ပြီးပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝမှာအဲ့ဒါလို့မဖြစ်အောင်ကိုကစူးစမ်းဖို့ပဲလိုတော့တာပေါ့နော် ငယ်ရွယ်တဲ့တောက်ကြသားသမီးတွေကန်စာတာမှာကောင်းသောအပြောင်းလဲခြင်းတွေကြုံမယ်အခြေရေးအိမ်ောင်ရေးစီးပွားရေးအဆက်အစအရာပညာရေးအကုန်လုံးတိုးတက်ပြောင်းလဲမှုတွေကြုံပါလိမ့်မယ်အိမ်ောင်ရှင်မိတ်ဆွေများကူကတော့ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းအကြံဉာဏ်ပေးတဲ့အတိုင်းလုပ်လိုက်တဲ့အတွက်ကြောင့်အိမ်ောင်ရေးလည်းအဆင်ပြေမယ်ကိုယ့်ရဲ့အိမ်ောင်ဘက်အတွက်ဒီဥစိုက်ချင်းကျင်းနာချင်းယူရချင်းကျင်းနာချင်းမျက်နှိုးချင်းအားမျိုးစုံအောင်ကိုစိတ်ကျင်နဲ့ပီတိဖြစ်เสียကောင်းလောက်အောင်ပဲဝမ်းသာစရာတွေကြုံပါလိမ့်မယ်တဲ့ဗျာ ဒီဝတ္တနာပါလို့ထီထိုးခြင်းနဲ့တောက်ကြသားမီးများဖို့ရတော့ဓာအဟောင်းတွေရဲ့နားမှာရှားကြည့်ပါဆက်အဟောင်းတွေဓာအဟောင်းတွေအဲ့ဒီနေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစုံတွေရာတွေ့ရပါလိမ့်မယ်။ကဲညံ့နာတွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရအနေနဲ့ကတော့ခွေးများကိုအစာအစာအာဟာရကျွေးမွေးခြင်းအားဖြင့်အညံ့တွေအားလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်းတောက်ကြသားမီးများအတွက်တစ်ပတ်စာပေးတဲ့ဒီမှာပဲညီကုန်းချုပ်ပြရစီ။ ကျွန်တော်ကြော်စင်ဖန်ပါတောက်ကြသားမိရောက်တိုင်းရောက်တိုင်းကျမ်းမာချမ်းသာလိုအပ်ဆန္ဒပြေဝပါစေရဲ့လို့ဆန္ဒပြုမေတ္တာပို့ပါတယ်ဗျာစနေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါစနေသားသမီးတွေအတွက်29ရက်3လအဲ29ရက်17လ2025မှာ3ရက်12လ2025ဒီပဲဖြစ်ပါတယ်စနေသားသမီးတွေရဲ့ယင်ထဲမှာအလုတ်အကိုင်းလုတ်ဖို့အောင်မြင်အောင်လုတ်ဖို့ နာမည်မကြအောင်လုပ်ဖို့စီးပွားရေးဖြစ်ထွန်းအောင်လုပ်ဖို့ကိုလုပ်တဲ့အလုပ်ကြကြနာနာလှလှပပလူထင်ကြီးအောင်လုပ်ဖို့ချို့ကြံချွေတာပြီးအောင်မြင်မှုဖြစ်အောင်လုပ်ဖို့အကြောင်းတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေပါဗျလူတွေစိတ်ဝင်စားအောင်လုပ်မယ်ဆိုတဲ့အကြောင်းအရာကိုစဉ်းစားတာပေါ့နော်မျောလဲတောင်းတရည်ရွယ်ချက်ကပတ်စံတွေအများကြီးစုမယ်အိမ်ကောင်းရကောင်းတွေနဲ့နေတိုင်းနေနိုင်အောင်ကြိုးစားမယ်ငါမှမရှိတော့ကဘလို့မျက်နှာငယ်ရတယ်အဲ့ဒီအတွက်ကြောင့်ငါဘလို့လုံးရမယ်ဆိုတဲ့အတွေးတွေနဲ့တား 恰恰那那老婆奥米奥老婆杰米罗古嘛，阿黑奶奶是找奶奶预约他的，约他办的。生意大都没得嘛，蛮偏奥勒咩，半路下没走嘛勒。那是尿，送花味道，尿看尿看尿看，奥尼咩尿，清凉的沙子呢？阿弟多讲，哎，六一月节里阿刚才跑步跑步了，加油老爸勒咩？哎多，对家啦对家来说你冷，对家人嘛冷奶罗见，北京嘛勒。 十年十年呢，十年大都没得嘛，历史年代嘛。第历史年代分为历史年代、奥年数。第老呢，为哪点历史年代啦？第个讲呢，分几类？阿嘛没样了，有啦是对比十年年代的。阿罗历史年奥生活不完嘞，看脑袋的年代奥，松松扎扎、纠扎不完嘞，没屁呢。阿里主要讲古嘛，对比了，其中前头对比了十年年代的，阿罗爷爷老吧奥年嘛吧。 俺原来身体大都没得，干啥他妈？干瘦他的，他的来这来、啊，不理他呢？剽窃他的，剽盗他的 state, 来 it, 去、ah, même, lla,，爸妈没留呢？俺老干剽来的，七千米长的摆在被弟弟还闹的要剽呢？俺在路下没爸妈没留呢？你讲哪做嘛？剽税他的，古做没搞么？俺在路来剽税路没搞的路，路来剽税路没搞的路，企业嘛嘞，剽来的没留呢？俺说得要做，得要做，不饶做，不饶，得啥稀稀拿来木比来罢了，就比就嘛的。 ိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့တယောက်နဲ့တယောက်နီးလျက်နဲ့ဝေးဆိုတဲ့ပုံစံမျိုးနည်းနည်းလေးခက်စိမ့်စိမ့်လေးဖြစ်နေတတ်တယ်။အဲ့တော့စောင်းကာလာဆိုတော့နည်းနည်းစိမ့်ပါပေါ့ဗျာ။ဤရဲ့ဒီဘက်တို့လို့ပြောလေ။အဲ့ဒါမှပေါ့ဟလား။ဟိုးအရင်တော့ကလေနင်းနဲ့ကနဲ့ညားကစားဒီလိုဟာမျိုးလေးတွေငဲဘူးငဲသွေးတငဲပြန်သမ်းမှာအဲ့ဒါမှအဆင်ပြေမှာပေါ့နော်။အဲ့တော့ဘယ်ချိန်မှဖြစ်ဖြစ်လေဘလောက်ပဲမင်္ဂလာတက်တန်းနေဘလောက်ပဲရှိရှိမနေ့တနေ့ရလို့ပဲ။ ဟုတ်တယ်မလားအဲ့တော့အဲ့အရာတွေမမိပါနဲ့လို့အကြံပေးချင်ပါတယ်သူလည်းငငယ်တော့လို့ပဲကိုယ်ထင်တယ်ကိုယ်လည်းသူ့ကိုငငယ်တော့လို့ပဲထင်တယ်မနေ့တနေ့ကလို့ပဲဆိုတဲ့တချင်းတည်းရလို့ပေါ့ဗျာနော်အဲ့တော့ကျင်နာမဲ့စကားလုံးနားလည်မှုတွေနဲ့ရှေ့ဆက်ပါလို့အကြံပေးချင်ပါတယ်ဒီဝါသနာပါလို့ဒီထိုးခြင်းနဲ့စနေသားမင်းများဖို့ကတော့ကိုယ့်ကိုအချိန်ချင်းဒုက္ခပေးသောကလေသာချစ်တဲ့သော ရီစားဟောင်းချစ်သူဟောင်းလူဟောင်းမိဟောင်းဆွေဟောင်းအဲ့ဒါလိုဟာမျိုးတွေရဲ့အမည်နာမကိုအတိတ်ကောက်ကြည့်ပါကို့အတွက်ကံကောင်းအကျိုးပေးမဲ့ဌိကနာအဖြစ်ပြောင်းလဲသွားပါလိမ့်မယ်ကဲညံတာတွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရရအနေနဲ့ကတော့အလူဒါနတစ်ခုခုကိုပါဝင်လှူဒန်းပြီးတော့တက်နိုင်လို့များထဲ့ဝင်ကြည့်လိုက်ပါအဲ့ဒီခြေကနေစတင်ပြီးတော့ကံကောင်းသွားပါလိမ့်မယ်သူများအလူလုံးမဲ့ကိစ္စသူများဖျားပန်းလူပဲငားငားလဲဒီလိုမျိုးသူများဖုံကြီးဆွန်းလောက်မယ်ငားလဲ ဘယ်လောက်ထည့်ကျင်တယ်ဟဲ့ငါသူများအလှသွားမယ်ငါလည်းထည့်ကျင်တယ်ဟဲ့ဒီလိုမျိုးလေးပေါ့နော်အဲ့တော့အဲ့ဒီလိုဟာမျိုးလေးပါဝင်ကြည့်လိုက်ပါအဲ့ဒီချိန်ကနေစတင်ပြီးစနေသားမီအားလုံးတည်တည်တသာကံကောင်းအညံ့တွေအားလုံးပြေပြောက်သွားပါလိမ့်မယ်လို့ပြောရင်ကျွန်တော်ရဲ့တပတ်စာဘေးရင်ကိုဒီမှာပဲနေကုန်ချုပ်ပြရစီစနေသားမီရောက်တိုင်းရောက်တိုင်းကျမ်းမှာချမ်းသာလူဝဆန္ဒပြေဝပါစေရလို့ဆန္ဒပြုမေတ္တာပို့ပါတယ်ကျွန်တော်ကြော်စေဟိတ်ဖန်ပါဗျာ